င်္ဂလာပါပြီးရင်ပြည်သားများခင်ဗျာဒီနေ့ဆွေးနွေးကြတဲ့ကျွန်တော်ဖိတ်ခေါ်ထားသူကတော့အ84 85 86မြို့ဆက်ကျောင်းသားဦးအောင်စိုးဖြစ်ပါတယ်ဗျဆွေးနွေးမဲ့ကျောင်းရာတော့ဒီတော်ဆန်းစုကြည်ရဲ့80ပြည်မွေးနေ့အပေါ်အများရဲ့စိတ်ဝင်စားမှုနဲ့နောက်လက်ရှိနိုင်ငံရေးခြေနေပေါ်အမြင်တွေဆွေးနွေးသွားဖို့ဖြစ်ပါတယ်ဟုတ်မင်္ဂလာပါဦးအောင်စိုးအဲမင်္ဂလာပါကိုထက်အောင်ကြီးမတွေ့တာကြာသွားပြီဟုတ်လားဟုတ်ဟုတ်ကဲ့ဗျဆိုတော့အခုဟိုဟာမနေ့ပြန်တော်ဆန်းစုကြည်မွေးနေ့ပေါ့နော် ဆိုတော့ဒီနှစ်ရောင်နှစ်ရှိဆက်ပြီးဖြစ်လို့ဖြစ်မှာပေါ့နော်တော်တော်များများကျွန်တော်တို့ဟိုအရင်နှစ်နေတဲ့စာပြီးပို့ပြီးတော့လှုပ်ရှားမှုများလာတယ်ပို့စိတ်ဝင်စားမှုများလာတယ်လို့ထင်ရတယ်ဗျဆိုပါတော့ဆိုဒီနှင်းမှာဘယ်လိုလူစိတ်ဝင်စားမှုပိုတိုးလာတဲ့ဟာပုံမှာအမြင်ပြောပြပါဦးဟုတ်ကဲ့ကျွန်တော်တို့ဒီ25 50 85ဆိုတဲ့ငွေရွှေစင်ရုဆိုတဲ့နှစ်တည်းရဲ့ဆယ်စုနှစ်ပြည့်တဲ့နှစ်တည်းမှာလူပုဂ္ဂိုလ်မွေးနေ့တွေပဲဖြစ်ဖြစ ဖွဲ့စည်းတွေတည်ထောင်တဲ့နေ့တွေပဲဖြစ်ဖြစ်ထူးထူးခြားခြားခါတိုင်းနှစ်တွေနဲ့မတူဘဲနဲ့လှုပ်လေလှုပ်တာရှိတာတချောင်းရှိပါတယ်နော်ဒါတစ်ချက်ပေါ့နောက်တစ်ချက်ကဒီကနေ့ရန်သူရဲ့ရန်သူဟာနော်ကျွန်တော်တို့ရဲ့မိတ်ဆွေဖြစ်တယ်ဆိုတဲ့တရားအရာဒီကနေ့စေအုပ်စုရဲ့ရန်သူဟာဒေါ်ဆန်းစုကြည်ဖြစ်တယ်ဒါညင်မရနော်ဒါကြောင့်မို့လို့ဒီနေ့နှစ်80ပြည့်တဲ့အချိန်မှာဒေါ်ဆန်းစုကြည်ကိုကမ္ဘာနိုင်ငံ နှက်မှာရှိနေတဲ့ပြည်သူပြည်သူတွေအားလုံးကเนาะထောက်ခံအားပေးဝိုင်းဝန်းဂုဏ်ပြုကြတဲ့အားနဲ့တစ်ချိန်တည်းမှာမတရားဖမ်းဆီးချုံနှောင်ထားတဲ့စိတ်အုပ်စုကိုပြည်သူလူလူကြီးတရက်လုံးကအစ်မတန်မမုံဒီခါသည်နာကြီးဆက်ဆုပ်ရွှန်ရှားနေတာကိုပြလိုက်တဲ့အညွန်ငိန်တစ်ခုလို့ကျွန်တော်ဒီကနေ့80ပြည့်မြို့တွေကိုကျွန်တော်အဲ့လိုသုံးသပ်ပါတယ်ခင်ဗျ။ Okay okay ဆိုတော့ကမေရီရောမြို့မြို့ပေါ့နော် ဆိုတော့အခုခုကျွန်တော်တည်လာဥပစောကခုဟိုနော်ဝေရောက်နေပါတော့ကျွန်တော်တို့အခုစနေနေ့မှာကျင်းပမဲ့ဒီဒေါ်ဆန်းစကြီးပန်းချန်လေး program မှာကျင်းပမဲ့ခန္ဓာကိုတက်ဖို့အတွက်ဆိုတော့ဒီဘယ်လိုထူးခြားမှုရှိမလဲပေါ့နော်ဝေမှာလုပ်တဲ့ခန္ဓာသူပန်းချန်မှာလုပ်တဲ့ဆိုတော့ဟုတ်ကဲ့ကျွန်တော်ကလာတာကဒီပန်းချန်မှာလုပ်တဲ့နှစ်ရှစ်ဆယ်ပြည့်မွေးနေ့ဆိုတာတဲ့အဲ့ဒီတရက်အကျော်မှာလုပ်သွားတဲ့ငွေဥတော်လန်ကြီးရောင်းပြန် စကဝိုင်းစွန်းနူဘူအဓိကလာတာဖြစ်ပါတယ်နော်ဆိုတော့အဲ့ဒီစွန်းနူဘူမှာပါတဲ့ပုံကူတွေလည်းတင်ထားပြီဆိုတော့ကျွန်တော်ပြောရမယ့်အပိုင်းကတော့နှစ်ချက်ထဲပါနော်အဲ့ဒီနှစ်ချက်ကဘာလဲဆိုလို့ရှိရင်နံပါတ်1အချက်ကမြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲကောက်ကြောင်းများအဲ့ဒီဟာဒုမဟုတ်လာရကိုတည်ခြင်းလာရကိုကြည့်ဖို့ဆိုတော့ ဒီကနေ့စိတ်အုပ်စုလုခဲ့သမျှเนาะရွက်ောက်ပွဲတွေရဲ့အချင်းချင်းတွေကျွန်တော်သုံးသပ်ပြဖို့ဆိုတဲ့ဟာအပိုင်းတစ်ပိုင်းဖြစ်တယ်လို့နောက်တစ်ပိုင်းကကျွန်တော်တို့တိုင်းပြည်မှာပင်လုံစာချုပ်ကနေစတင်သွေးပြည်သွားပြည်တော်မှာနှစ်ပေါင်း80ကျော်88နှစ်လောက်ကျွန်တော်တို့ရွာလဲတိုက်ပတ်နေရတဲ့ကိစ္စတွေကိုဖွင့်ချဖို့အတွက်နောက်ခေါင်းစဉ်ကတော့ဇေဒီယိုဇောက်ထုတ်တဲ့ချင်းဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်ဆွေးနွေးတော့မှာဖြစ်တယ် နော်ဒီဟာတွေရဲ့ဤကုန်းချုပ်ချက်ကတော့ဒီနေ့88နှစ်ကြာကြာညောင်းခဲ့တဲ့အချိန်ဒီမှာဗမာပြည်လူလူရဲ့လက်တွေဘဝကရရှိလိုက်တဲ့သင်ခန်းစာကဘာလဲဆိုလို့ရှိရင်ဒီနေ့စေယုစုကဗမာပြည်လူလူရဲ့အကျိုးစီးပွားကိုတည်ဆောက်ပေးတဲ့အဖွဲ့အစည်းမဟုတ်ဘူးဆိုတာရဲ့တည်ဆောက်ပေးခြင်းနဲ့ဆန္ဒမရှိဘူးဆိုတဲ့အချက်အဲ့ဒီလိုမရှိတာအပြင်ဗမာပြည်သူလူကြီးတရက်လုံးအတွက် ဘေးဒုက္ခဘောင်းဆောင်ကိုသယ်လာတဲ့အမျိုးသားအန္တရာယ်ကြီးအမျိုးသားဝင်တုံးဝင်ပိုးကြီးဖြစ်ခဲ့တယ်ဆိုတဲ့အချက်တွေကိုကျွန်တော်ထောက်ပြဖို့အတွက်ဒီစီရင်ပွဲကိုအဓိကထားပြီးတော့လာခဲ့တာဖြစ်ပါတယ်။အသေးစိတ်ကတော့ဘက်ကတင်တဲ့အခါမှာအဲကြားကြားကြပါလိမ့်မယ်။ဟုတ်ဟုတ်โอเคโอเคโอเคခုဆက်ပြီးတော့ကျွန်တော်နိုင်ငံရေးအခြေအနေတွေတွေ့ချင်ပါတယ်ဗျ။ဆိုမတော်ခင်မှာဒီမနေ့ပြန်ကြာရောက်မဲ့ဒေါ်ဆန်းစုကြည်မွေးနေပေါ့ခုနကကျွန်တော်ပြောပြီး သတ်ပြောစရာရှိမှာပဲစူပြောင်းလာပြီတကူ။ဩဒီလိုပါ။ဟိုသူနဲ့ပတ်သက်လို့တော့ကျွန်တော်တို့ဒီ2019အောက်တိုဘာ28ရက် NCA လင်းနှစ်မြောက်ပါပြောထားခဲ့တဲ့အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတိဆောက်ရေးဆိုတဲ့လုပ်ငန်းစဉ်အပေါ်မှာမိခင်ဇာပနာ26 January 2ရက်တုန်းကအတိတ်ထပ်ပြုခဲ့တဲ့အတိုင်း အဖေချမှတ်ခဲ့တဲ့လမ်းစဉ်အတိုင်းပဲပေါ့ဒီမိုကရေစီစနစ်ရှင်သန်ထွန်းအားအောင်တော့ပြည်ထောင်စုကြီးတစ်ခုလုံးဖွံ့ဖြိုးတိုးတက်အောင်ပြည်ထောင်စုသားတွေဖွံ့ဖြိုးတိုးတက်အောင်ပြည်ထောင်စုမျိုးပေါ်မှာနေပြီးပြည်ထောင်စုသားတွေနဲ့အတူအယိုးကြည်ကြည်အရေးခန့်ခန့်ဒေသပတ်တက်တဆုံးကျိုးပန်းအားထုတ်သွားမယ်လို့ပြောခဲ့တဲ့အဋ္ဌဌံတွေကိုခိုင်မာတည်ကြည်စွာနဲ့ဆက်လက်ရပ်တည်တိုက်ပွဲဝင်သွားနိုင်ပါစေလို့ ည့်80ပြေးပါကျွန်တော်ဝင်းနည်းစုတောင်းပေးကြပါတယ်။ Okay. Okay. ဒါတော့ sensitive ရဲ့ဝင်းနည်းပေါ့နော်။ဆိုကျွန်တော်တို့ဆက်စားပြီးတော့ဟိုပြောင်းလဲနေတဲ့နိုင်ငံရေးအခြေအနေတွေမေးချင်ပါတယ်ဗျ။ပရမောဆိုတော့ကျွန်တော်တို့နေစားချင်းနေပေါ့နော်အခုပြီးခဲ့တဲ့ပြီးခဲ့တဲ့တလနှစ်လမှာကျွန်တော်တို့ကင်းရီယူကနေစားတကြောတမ8နဲ့တမ6ပေါ့ဗျာတမ၄လည်းပွားတာပေါ့နော်တမ9ကျွန်တော်အရင်နေ့တွေကပိတ်ထားပြီးပြီ ဆိုတော့2024ဒီဇင်ဘာမှာကျွန်တော်မန္တလေးကိုပြန်ပေးတယ်အဲ့ဒီနောက်ပိုင်းအနေနဲ့ခုကျွန်တော်တို့ဘယ်လောက်လဲ6လလောက်ထက်မှစခန်း20လောက်တော့ရှိမလားမသိသေးလိုက်တာဆိုတော့ဒီအထူးသဖြင့်မန္တလေးကိုပြန်ပေးတဲ့အချိန်မှာမန္တလေးမှာနေခဲ့ပူတဲ့လူတယောက်တွေစိတ်ထဲမှာဘယ်လိုခံစားချက်ဖြစ်မိလဲကွာအဲ့ဒါကိုပြောပြပါဦးဟုတ်ကဲ့ဒီလိုပါကျွန်တော်တို့မန္တလေးက1990နိုင်ငံကဇန်နဝါရီ25ရက်အဲ့ဒီမှာကျွန်တော်တို့လက်လွတ်ဆုံးရှုံးဆုတ်ခွာခဲ့ရပေါ့ဗျာ နော်ကိုချီကိုလက်နဲ့တိဆောက်ထားခဲ့တဲ့ဒါကိုထွေးအောင်ကျော်လည်းရောက်ဖူးမှာပေါ့ကျွန်တော်တို့ဌာနချုပ်ရဲ့ NLD မှာကျွန်တော်တို့ရဲ့ညာဘက်ကဖရိုမန်ရှာညနေချင်းဆိုင်ကအခုလက်ရှိဟိုစစ်ရေးချုပ်ဖြစ်နေတဲ့ရှာဘူးဟာအနောက်ဘက်ကကရဟန်းမျိုးသမကဒီလိုနေခဲ့ကြတာဟုတ်နော်အဲ့ဒီတော့မနဘလောကြတဲ့အချိန်မှာကျွန်တော်တို့ကကိုအဆောက်ဦးကိုကိုမိရှုပ်ပြီးတော့ဆုတ်ခွာခွဲရတာဖြစ်တယ်နော်အဲ့ဒါဒီဒီကတည်းကပြီးခဲ့တဲ့ဒီ2024ဒီဇင်ဘာ16ရက်မှာ မနေ့ဘလောက်ဟုတ်ကျွန်တော်တို့ပြန်ရခဲ့နော်အားလုံး20နဲ့6နဲ့10လနဲ့စက်ခုတည့်ရကြခဲ့နော်ဒီတော့ဒါကဘာလို့ပြန်ပြလဲဆိုတော့တော်လန်ရေးတရက်မှာကိုကအရှုံးမပေးရင်ဘယ်တော့မှအရှုံးမပေးဘူးဆိုတဲ့ဟာအရာကိုကျွန်တော်တို့သွားတွေးရှိတာဖြစ်တယ်နော်တကယ်တော်လန်ရေးတရက်ဆိုတာအမီရောတစ်လေတိုက်တစ်ရေးစီလှော့ခတ်သွားရုံနဲ့လွယ်လွယ်မပြီးပါဘူး ရေအဆံမှာနော်လေးရှင်နဲ့ငါးရှင်ကိုဖားရတယ်အင်မတန်ခက်တဲ့အခက်အခဲတစ်ခုကိုဒီနေ့မဟာမိတ်ပြီးရင်တော်လိုင်းရဲ့ဘာတွေကမနေ့ဘလော့ကိုပြန်သိပ်ပိတ်လိုက်နိုင်တာဖြစ်တယ်ဒီစမှာဆက်ချောအဲ့ဒီအချိန်မှာကျွန်တော်ဒီစမ်းမှာရှိနေသွားတယ်နော်ကျွန်တော်ကိုယ်တိုင်အဲ့ဒါကိုထဲအောင်ကျွန်တော်လည်းဖြတ်ခဲ့ဘူးတဲ့ကျွန်တော်တို့ကရင်ရဲ့ဘာသာစကားနဲ့ရေးထားတာခြံခဲလံပတုတ်ကိုခေါ်တဲ့လေစိတ်ကိုနော်လုံမျိုးလုံမျိုးရဲ့ဂိတ်အထိကျွန်တော်တို့ရောက်ခဲ့တယ်အဲ့ဒီအချိန်မှာ ကျွန်တော်ရှင်းဆက်တိုးလို့တော့မရသေးဘူးဘာကြောင့်လဲဆိုတော့မိုင်းနေရှင်းမရှင်းရသေးတဲ့အတွက်เนาะဒါပေမဲ့ now January 31ရက်ကျတော့မိုင်းရှင်းပြီးသွားတဲ့အခါမှာအဲ့ဒီမနပလောမှာကျွန်တော်တို့အရင်တော်လှန်ရေးနေ့ကိုပြန်ကျင်းပသွားနိုင်တဲ့အနေအထားဖြစ်တယ်ဒါကကျွန်တော်တို့ရဲ့ဝမ်းသာစရာအပိုင်းပေါ့เนาะဝမ်းနေစရာအပိုင်းကိုဘာတွေ့လဲဆိုတော့ကျွန်တော်တော်လဲထားကဒီတောင်တန်လွင်ကိုဆုံးတခါတောင်ရင်ကိုဖြတ်တော့မြစ်စုံကနေတော်လဲထားနောက်လျှောက်မှာ အချိန်လုံးကတရှိခဲ့တဲ့ကျွန်တော်တို့ចောင်းသားတက်မတော်ရဲ့စခန်းလေးတွေပေါ့ဗျာအလန်းတူတူနဲ့တွေ့ရတဲ့ဟာတွေတော့ကျွန်တော်တို့ NLD လွမြောက်နေပြီရဲ့ခမောက်တောင်စခန်းဆိုတဲ့ဟာတွေကအခုတစ်ပင်ခြုံွယ်ကြီးတွေနဲ့အကုန်လုံးတခါတော့ပိတ်ဆိုင်သွားပြီးတော့မှဘာအမှမတွေ့ရတဲ့ဟာကြီးလို့အတိတ်ကကျွန်တော်တို့တရှိခဲ့တဲ့စခန်းတွေအပေါ်မှာတော့တော့လွမ်းစွတတ်တဲ့ဟာတွေခံစားမိတယ်လို့ကျွန်တော်အဒီလောက်ပြောချင်ပါတယ်ဟုတ်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့မနာဘလောက်ပြန်ရတော့အလုံး ဟုတ်ကဲ့ဒါတွေပြန်တက်ကြွလာတော့ပြောတော်လိုင်းတစ်ဖက်ရှင်းလာလာလဲပြောနောက်တစ်ချက်ကအဲ့ဒီမှာကျွန်တော်တို့ပြန်တွေးလိုက်တာကဒီ62ပေါ့နော် ခွေးတောင်တိုက်ပွဲကလာတဲ့ကနော်ဒဏ်ရာရသွားတဲ့ရဲဘော်ဟောင်းတွေတချို့ကလည်းအိုမင်းရင်ယုံနေပြီတချို့ကလည်းခြေအတုတွေနဲ့အဲ့ဒီနေရာမှာပဲပိတ်ကတ်နေပြီးတော့မှတိုက်ပွဲဝင်နေတာဒီကိုတွေ့သွားတယ်သူကကျွန်တော်အင်မတန်အားရကြည်တူးပြီးရယ်ကျွန်တော်တို့ရဲ့ရဲဘော်ဟောင်းတွေအဲ့ဒါလေးပါပဲဒါဒါဒီဟိုပြီးတော့နောက်တစ်ခုကကျွန်တော်တို့ဒီ KNU ရဲ့ ဥစားရဲ့ရည်ရွယ်ချက်ကဒီ2025အကုန်နဲ့2025နှစ်စအတွင်းမှာဒီထိမ့်ချုပ်ထားတဲ့နေမြေပေါ့ဘယ်စစ်ကောင်စီရဲ့စခန်းတစ်ခုမှမရှိသေးဘူးဆိုတော့ဒီမှန်ချက်ထားပြီးတော့မှတိုက်ပွဲဝင်နေတာဖြစ်တယ်။နော်အခုကျွန်တော်တို့တမ၄မလဲဒီတိုင်းပဲ။နော်အခုတမ၆တမ9ဆိုတဲ့ဟာဒီဒီတိုင်းကျွန်တော်တို့တွေ့ရပါတယ်။နော်ဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ဆိုတော့ နဲ့စားချင်တယ်မို့နော်အခုဒီဒေါ်လာရှိတောင်းရင်းမေးတစ်လျှောက်ပေါ့ဗျာဟိုဘက်ကသန်လွင်တစ်လျှောက်ပေါ့ဒီဘက်ကလည်းနဲ့စားပြီပေါ့ဆိုတော့ကကြတော့တကင်းရွာသေးပြီပေါ့နော်ဒါအရင်ကဝေဖန်ခံနေရတော့ဗျာသူတို့လည်းတစ်ပညာလက်ခွန်ပေါ်လာပြီးနောက်ပိုင်းမှာအာထီတီဘာလုပ်နေလဲစသဖြင့်ဆိုတော့အခုကင်းရွာသေးပြီနော်တခြားအရာတွေကလည်းဒါအထူးပြောစရာမလိုဘူးဗျာခုနကကျွန်တော်ပြောတဲ့တစ်ပညာလက်ခွန်မှာပေးရတာအများကြီးရှိတယ်အေအေတို့ဘာလို့အခုတိုက်ပွဲဖော်နေပြန်ရင်လည်းတိုက်နေဆိုတော့ကင်းရွာနဲ့ပတ်သက်ပြီးအခု ခင်ယူပါဝင် EO တွေပေါ့အခုနှစ်စမ်းမှာတော့သိပြီကျွန်တော်ရှင်းကိုဘယ်လောက်ထိသွားမယ်လို့ဟိုမှတ်စားလဲပေါ့ဗျာနော်သူတို့အနေနဲ့ပဲသူတို့လုံးမလားနေပြီးတော့သိရထိသွားမလားဘယ်လိုများအချင်းယူပြီးတော့ဘယ်လိုများမြင်လဲဗျဒီလိုမှကျွန်တော်တို့မနက်ဘလော့တစ်ခင်မှာမနက်ဘလော့ဆိုတာ KNU တစ်ခုတည်းရှိတာမဟုတ်ဘူးလေကျွန်တော်တို့တိုင်းသားဘောင်းဆောင်တို့ရဲ့ဟိုဇာဌာနခွဲတွေအားလုံးကမနက်ဘလော့မှာရှိနေတယ်ဆိုတော့ဒါတိုင်းသားတနက်ကအင်အားစုအားလုံးရဲ့အောင်မြင်လို့ပြောလို့ရတော့ဘူးနော် ဲ့ဒီမှာကျွန်တော်တို့ကရင်ကောင်းဆောင်တွေနဲ့တွေ့တဲ့အခါဒါဘုဇုံမြတ်အပါဝင်ပေါ့ဗျာကျွန်တော်တို့ထရူဘတ်တင်တို့ဘုဇုံမောင်မောင်တို့ဘုဇုံတမလာပေါ့လို့ဘုဇုံရှုဆိုင်တို့ကဆက်ဒီကနေ့ကရင်တော်လိုင်းကြီးဟာကရင်အမျိုးသားတစ်ခုတည်းရဲ့တော်လိုင်းကြီးမဟုတ်ဘူးခဲ့နော်သူတို့ကဗမာပြည်မှာအဖိနစ်ခံနေရတဲ့လူမျိုးစုအားလုံးရဲ့တော်လိုင်းကြီးအတွက်သူတို့စူးစမ်းနေတာဖြစ်ပါတယ်နော်ဒီတော့ခုကောင်းကြီးထူးခြားချက်ကကျွန်တော်တို့ ARV နဲ့တနင်္လာရီဆိုကြပါစို့နော်အဲ့ဒီနေရာတွေက တိုင်းရင်းသားတွေအကုန်လုံးပေါင်းနေတဲ့အမျိုးသားပြည်နယ်ဖြစ်တယ်။နော်။အဲ့ဒါဖြစ်တဲ့အတွက်ကျွန်တော်တို့ ARV တိုင်းနယ်မှာရှိနေတဲ့ဂရင်းအမျိုးသားတွေပဲဖြစ်ဖြစ်တနင်္လာရီတိုင်းနယ်မှာရှိနေတဲ့ဂရင်းအမျိုးသားတွေပဲဖြစ်ဖြစ်ဂရင်းပြည်နယ်ထဲမှာဂရင်းပြည်သူလူထုတွေရာတဲ့ရာတိုက်တဲ့အခွင့်အရေးအတိုင်းပဲသူတို့ရောက်ဖို့သူတို့စ조사အထောက်သွားမှာဖြစ်ပါတယ်။နော်။ဒါကြောင့်မလို့ကျွန်တော်တို့ထူးခြားတာဒီကျွန်တော်တို့ ARV နဲ့တနင်္လာရီဒီ ျွန်တော်တို့ဒီ FCDCC ရဲ့ second draft မှာချထားတဲ့အတိုင်းဆိုလို့ရှိရင်အမည်နာမကိုတဲက AR မြို့ဝကျွန်းပေါ်အမျိုးသားများပြည်နယ်တနင်္လာရီအမျိုးသားများပြည်နယ်ကျွန်တော်တို့ကဒီလိုသတ်မှတ်ထားတာเนาะဒီတော့အဲ့ဒီအခြေခံပေါ်မှာပဲ KNU ကဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်။ကျန်တဲ့ EAU တွေဆိုတာကလည်းဒီအတိုင်းပဲနော်နေပြည်တော်ကိုတိုက်မယ်မတိုက်ဘူးဆိုတာဒကန်နာဖြစ်ပြီလို့သူတို့ကလည်းသူတို့ရဲ့မွေးရပါအခွင့်အရေးအရာ သူတို့နေမြေကိုရအောင်တိုက်ပွဲဝင်သွားပြီးเนาะကျွန်တော်တို့တပြေလုံးမှာဟန်ချက်ညီစွာနဲ့ကျွန်တော်တို့တပ်ပေါင်းစုပုံစံနဲ့သွားမှာဖြစ်တယ်။เนาะလောလောဆယ်မှာတော့เนาะနိစ္စယဒေတာတွေမှာပဲအကုန်လုံးပေါင်းပြီးတော့မှမဟာမိတ်တပ်ပေါင်းစုအနေနဲ့ပဲတိုက်ပွဲဝင်သွားတာတွေဖြစ်တယ်လို့ကျွန်တော်အဲ့ဒီအချက်ကလေးကိုတော့ကျွန်တော်ပြောပြချင်ပါတယ်။ဒေါ်လာကြီးကအားလုံးကျွန်တော်တို့ဆက်ဆက်နေပါတယ်။ကရင်တခုတည်းပဲဆိုပေမဲ့ကရင်ကအေးအေးနဲ့လဲဆက်ဆက်တယ်မြောက်ပိုင်းအင်အားစုတွေနဲ့လဲဆက်ဆက်တယ်ကချင်နဲ့လဲဆက်ဆက်မှုတွေရှိပါတယ် ကဟုတ်ကဲ့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 တော့ဒါဒါဒါအမြင်နေရတာပဲခင်ဗျာဤရောက်ရအရင်နဲ့အရင်ဆိုကျွန်တော်80ရှင်းနဲ့စရင်အများကြီးအောင်ပွဲတွေအများကြီးလေနေမြေတွေလည်းအရင်ကဒီလိုသိဘူးတော့မှမရှိဘူးလေဆိုအခုအများကြီးတော့အခုမျိုးပေါင်း90လာကျွန်တော်တော်တော်လေးတော့ချင်းနေကောင်းတာပေါ့โอเคဆိုတော့အခါကျတော့ကျွန်တော်ပေါ်စောအဓိကမေ့ချင်တာဗျအဲ့တော့ဒီကျွန်တော်ဥတရေးခင်းရနေပြီးတော့ကျွန်တော်88ပေါ့နော်ကျွန်တော်ခေပေါ့အခုအခုခေပေါ့အခု2017အခု9နှစ်ထဲဝင်လာပြီဗျာ ဟိုအခြေအနေတွေကအများကြီးကွာတယ်ဒီဒီချိန်မှာတော့အရင်တော့အကြောင်းမျိုးမျိုးကြောင့်အောင်ပွဲမရဘူးပဲဒီဒီချိန်မှာတော့အောင်မြင်မှုရမယ်လို့အားလုံးကမျှော်လင့်နေကြတယ်ဘာဘာအကြောင်းလဲပေါ့ဘာကွာလဲပေါ့အရင်ကအခုဘာအကြောင်းဒီဒီအောင်မြင်မယ်လို့မျှော်လင့်လိုက်ပေါ့ဟုတ်ကဲ့ကျွန်တော်တို့ခေတ္တုံးတွေကကျွန်တော်တို့ကဒီနေ့နော်တော်လှန်ရေးကောင်စီနဝတ္တနာအဖဆိုတဲ့စစ်ဆိုရအဆက်ဆက်ကိုဖက်စစ်စစ်တက်လို့ကျွန်တော်တို့ကပြောခဲ့တဲ့အခါမှာကျွန်တော်တို့လွန်လေလို့တချို့ကပြောကြတယ်ပေါ့နော် ါပေမဲ့ဒီကနေ့ຫນွေဥတော်လှန်ရေးကြီးပြီးသွားတဲ့အခါမှာဒီကနေ့ခေဆက်ဆက်နော်အာနာကိုစွဲကင်ထားခဲ့တဲ့စေအုပ်စုဟာဆက်စစ်လက္ခဏာခြေစုံကောင်းဆုံးရှိနေတယ်ဆိုတော့ကျွန်တော်တို့ပြောစရာတော့မလိုပဲနဲ့ပြည်သူလူထုရဲ့ဘဝပေးအသိအရအားလုံးသိသွားပြီဖြစ်တယ်နော်ဒီတော့ဖက်စစ်ဆိုလို့ရှိရင်ကျွန်တော်တို့ကမ္ဘာဖက်စစ်တော်လှန်ရေးမှာဘယ်တော့မှတွဲဆုံဆွေးနွေးအဖြစ်ရှာတဲ့နီးနဲ့အောင်ပွဲခံခဲ့တာမဟုတ်ဘူး နော်လက်နက်ကင်ဒေါ်လာရင်းနဲ့အောက်ဝဲခံခဲ့တာဖြစ်တယ်။နော်ဖက်စစ်ဒေါ်လာရင်းကိုအယူဆမတူတဲ့နိုင်ငံကြီးတွေကအကုန်ပေါက်တိုက်ခဲ့တာဖြစ်တယ်။အမေရိကန်နဲ့အင်္ဂလန်ကအရင်းစင်စနစ်ကျင့်သုံးတယ်။ရုရှားနဲ့တရုတ်ကကွန်မြူနစ်စနစ်ကျင့်သုံးတယ်။ဒါပေမဲ့အားလုံးရဲ့ဘုံရံသူဖြစ်တဲ့ဖက်စစ်ဝါဒကူတော့အဲ့ဒီနိုင်ငံကြီးတွေအားလုံးကပေါင်းပြီးတော့တိုက်တာဖြစ်တယ်။နော်တွဲဆုံညှိနှိုင်းဆွေးနွေးပြီးမှအောက်ဝဲခံခဲ့တာမဟုတ်ဘူး။လက်နက်ကင်တိုက်ပွဲနဲ့ပြည်သူအောက်ဝဲခံခဲ့တာဖြစ်တယ်လို့ကျွန်တော်အဲ့ဒီလိုပြောရှင်တယ်။ เนาะဒီကနေ့ကျွန်တော်တို့ပြီးခဲ့တဲ့2003လုံးကเนาะကျွန်တော်တို့ဥစားလော့ဘတ်ဘရိတ်ကတွေထုတ်လိုက်တဲ့ဖက်စစ်လက္ခဏာ14ချက်ဟာဒီကနေ့စစ်အုပ်စုဟာခြေစုံးခေါင်းစုံးကိုเนาะတိုက်ညီနေတယ်ဆိုတဲ့ဟာဒါကြောင့်မို့လို့ဒီကနေ့မျိုးဥတော်လှန်ရေးရဲ့ကြွေးကြော်သံမှာဖက်စစ်စစ်တပ်အမြင့်ဖြတ်သွေးကြွေးမှာဆွေးနွေးကြမရှိဘူးဆိုတာကကပတ်ဖက်စစ်တော်လှန်ရေးရဲ့ကြွေးကြော်သံနေတဲ့တစ်ထက်တည်းကြနေတဲ့အတွက်เนาะဒီနေ့ကျွန်တော်တို့တော်လှန်ရေးရ အောင်ဝက်ခံမယ်လို့ကျွန်တော်တို့ကအဲ့ဒီလိုယုံကြည်တယ်။နောက်ကျွန်တော်ဓာတုပေဒစကားနဲ့ပြောလို့ရှိရင်ပိုတက်ဆီယမ်ကလိုရိတ်ကိုမီးအပြင်တိုက်ရင်အောက်ဆီဂျင်ကထွက်ကုန်ထွက်တယ်။နော်ဖလင်းမြောင်မှုအတွက်ဓာတ်ကုပစ္စည်းကမက်ဂနီဒိုင်အောက်ဆိုက်ကိုထည့်ပေးတာဖြစ်တယ်။အပ်ပြတဲ့အခါကျတော့ဘယ်ဘက်နဲ့ညာဘက်မှာမက်ဂနီဒိုင်အောက်ဆိုက်ကဘာမှဓာတ်မပြည့်ဘူး။ဒီဘက်ကပိုတက်ဆီယမ်ကလိုရိတ်ကအောက်ဆီဂျင်ထွက်သွားသလိုဒီနေ့လက်နက်ကင်တော်လှန်ရေးနဲ့အောင်ဝက်ခံမယ်ဆိုတဲ့ဟာဒီ တော်လှန်ရေးကိုကျွန်တော်တို့မီးပြင်တိုက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့နိုင်ငံတကာကကောပြည်တွင်းကကောပြည်ပကကောတော်လှန်ရေးအင်အားစုတွေကကအလုံးပေါင်းပြီးတော့ဓာတ်ကိုပစ္စည်းထည့်ရင်ကျွန်တော်တို့တော်လှန်ရေးကကျင်းနေအောင်ဝဲနဲ့နီးကပ်နေပြီဆိုတော့ကျွန်တော်တို့သုံးသပ်လို့ရပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါပြီကျွန်တော်အာ84 85 86မြို့ဆက်ကျွန်တော်ဥပစာကျေးဇူးတင်ပါပြီ